အားလုံးမင်္ဂလာပါဘောလုံးချင်းကြီးကိုရနေကောင်းကြမှာချမ်းသာကြပါစေကျွန်တော် YouTube channel လေးရနေကြိုးစိုးရပါတော့ဒါအင်္ဂလန် Premier League ပွဲစဉ်နဲ့စနေနေ့ညမှာကစားမဲ့စပါးနဲ့မန်ယူတို့ပွဲစဉ်ကိုပွဲချုပ်တောင်းတာပေးမယ်ပေါ့နော်ဒီပွဲစဉ်မှာတော့အခုဝင်ထားတဲ့ body ကြီးကတက်ပြီးထားတဲ့ကိုပေါင်းကြီးက390နိုင်ပေါ့နော် table မှာဆိုလို့ရှိရင်ဒါစပါးအတင်းအဆင့်6ရှိတယ်မန်ယူအဆင့်8ရှိရယ်နှစ်တင်းလုံးကဒါ18မှတ်စီရမှတူတယ်ပေါ့နော် ဒါမဲ့စပါအတင်းကတော့ champion လေးကန်ထားရတယ်ဗောနော်ဒါပွဲတွေလည်းပန်းနိုင်တယ်အဲ့ဒီအတွက်ကြောင့်လည်းဒါကျွန်တော်ထင်တယ်တကယ်လို့ကြီးပေးရင်လည်းမန်ယူအတင်းက20 30လောက်တော့ပြန်ပေးမယ်ပုံစံမျိုးကရှိတယ်ဗောနော်အနာနီးလို့ရှိရင်နောက်စပါအတင်းရဲ့ဒါအင်္ဂလန် Premier League အင်ဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်အားရစရာတော့လုံးဝမကောင်းဘူးဗောနော်အင်ဝင်ပွဲစဉ်မှာဆို9ပွဲတစ်ပွဲပဲရှိတယ်အဲ့ဒါပန်းလေးကိုနိုင်တယ်ဗောနော်တကြီးပွဲတစ်ပွဲရှိမှ Wolf နဲ့ဗောနော် ပြီးတော့ဘောမကိုဂိုးပေးတယ်အက်စတိုမီလာကိုနှစ်ဂိုးပေးတယ်ချဲစီကိုဂိုးပေးတယ်ပေါ့နော်နောက်ဆုံး၄ဘွဲ့သက်အင်းဝင်းပြောင်းနေတာပေါ့နော်နိုင်ဝက်ပြောင်းနေတယ်တကယ်ကျွန်တော်ပြိုင်ပွဲစုံကိုခြုံငုံသုံးတတ်မယ်ဆိုရင်သူတို့ကစားထားတာနောက်ဆုံးဒီ၅ဘွဲ့မှာဆိုလို့ရှိရင်တော့နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးထားပြီးမှဒါအဝေးဝင်းမှာဆိုရင်ဖောင်ပို့ပြီးမှကောင်းနေတာမျိုးတော့တွေ့ရတယ်ပေါ့နော်ဒါကြားရမှာလက်တာချန်ပီယံလိကစားထားရတာဆိုတော့ကျွန်တော်ညီကိုဒါအဓိကသူတို့ထုတ်သွားတာဒီပွဲမှာအဓိကအရေးကြီးတဲ့ line up ပေါ့နော် စာဗီဆိုင်မွန်တို့ဒါဗန်တာကူတို့စာတို့ပေါ့နော်ဟိုတဘတ်ဝင်တိုက်စမှာကာလိုမိုနီပေါ့နော်ဒီကစားသမားတွေပွဲထွက်သွားတယ်ပေါ့နောက်တမ်းမှဆိုလည်းလူဆုံနေပေါ့နော်ဗန်ဒဗန်ရိုမဲရိုပေါ်ရိုပေါ့နော်ဥကာဒေးပေါ့နော်ဥဒိုဂီဒီကစားသမားတွေအားလုံးမသေးချာလေးကိုစနစ်တကျလုပ်ပြီးမှပွဲထွက်သွားတယ်ပေါ့နော်ကျွန်တော်ထင်တယ်မိုင်ယူနဲ့ပွဲမှာဆိုရင်တော့တချို့ကစားသမားတွေအပြောင်းအလဲလုပ်မဲ့ပုံစံမျိုးမှရှိတယ်ပေါ့နော် မယောကတော့ဂျာရဲမှာနားရလဲရထားတယ်ဆိုတော့ဗောနော်မယောအတင်းကအရင်နဲ့စွိုင်းနေပြည့်နေလို့ပြောလို့တော့ရတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်ဖွင့်ထားတဲ့1 to boss မှာဆိုရင်စပါအတင်းကို2.7တေးကို3.5ဗောနော်မယောအတင်းကို2.5ဆိုမှပြီးထားတာတွေ့ရတယ်ဗောနော်ဒီပွဲစဉ်မှာကျွန်တော်1ဆိုရင်ချမ်းမဲ့ညီကိုရေ14 new score ရဲ့ဆိုတာရိုက်ကြည့်စေချင်တယ်ဗောနော်ပြီးလို့ရှိရင်ဗောနော်ကျွန်တော်က over 2.5 goal ဗောနော်ဘူပေါင်းအပေါ်ဗောနော်၃လောင်းပေါ့ဗျာ မြန်မာပေါ့ကြီးမှာတော့ဂုံပေါင်းအပေါ်ဗျာဒါရိုက်ဖို့ကျွန်တော်အကြံပေးခြင်းနဲ့အဲကျွန်တော်ထင်တယ်နဲ့သင်းလုံးဂိုးတွေအပြန်လန်တွဲမယ်ထင်တယ်ဗောနော်အနည်းဆုံး၃လုံးတော့ဖြစ်သွားမှာပါနောက်တစ်ပွဲကတော့ West Ham United နဲ့ Van Lee တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါ West Ham United ကတလုံး90နဲ့တော်တော်လေးကိုဗောနော်ဒါပေးထားတာတော့ပြင်ဂိုးပေါင်းကြီးနှလုံး60ရှုံးဆုံးမှာပေးထားတယ်ဗောဒီဘက်မှာဆိုရင်ဒါ Van Lee အဆင့်ဆက်ခွန် West Ham အဆင့်ရှိရှိအပေါ်အောက်၃မှာပဲခွာတယ်ဗောနော် ဒါဆိုလို့ရှိရင် West Ham United ရဲ့ဒါ England Premier League အင်္ဂလန်ပွဲစဉ်တွေကြီးလိုက်မှာဆိုရင်ဒါပွဲတိုင်းလိုလိုဂိုးတွေတောက်လျှောက်ကြီးပေးထားတယ်ပေါ့နော် Chelsea ကို5-1နဲ့ရှုံးတယ် Spurs ကို3-0နဲ့ရှုံးတယ် Palace ကို2-1နဲ့ရှုံးတယ် Brentford ကို2-0နဲ့ရှုံးတယ်ပေါ့နော်တောက်လျှောက်ဂိုးတွေပေးထားပါတယ်သူတို့နိုင်ကြတာအင်္ဂလန်မှာ Newcastle ကို3-1နဲ့နိုင်ကြတယ်ပေါ့နော်ဒီအကလုံးဒါပြိုင်ပွဲဆုံးတွေကိုခြုံငုံပြီးမှအင်္ဂလန်အဝေးကွင်း၅ပွဲကိုကြီးလိုက်မှာဆိုရင်လည်းဒီ၅ပွဲလုံးမှာသူတို့ဂိုးတွေပေးထားတယ်ပေါ့နော်အနည်းဆုံးနှလုံး အနည်းဆုံးနှလုံးတော့ပေးဖို့ပေးတယ်ဗောနော်ပွဲတိုင်းလိုလို။အသင်းကစားထားတဲ့ဝေဝင်ပွဲစဉ်တွေကိုကြည့်မယ်ဆိုရင်ဗန်လီကဝေဝင်မှာနောက်ဆုံးဗောနော်။ဒါလေးပွဲသက်ကိုတွင်းထားနိုင်ကိုတွင်းထားနိုင်တဲ့အပင်ဖြစ်တယ်ဗောနော်။အဝေးကွင်းထဲမှာမန်ယူ32ဗောနော်ရှုံးတယ်။မန်စီးတီး51အက်စတိုမီလာ21ဗောနော်။ဒါဘူးကို32နဲ့တော်တော်နိုင်ထားတယ်ဗောနော်။အပွဲတိုင်းလိုလိုသူတို့ကဂိုးတွေပြန်ပြန်ပေးနေတယ်ပွဲတိုင်းလိုလိုခန်းစစ်ကလုံးဝမကောင်းဝါဆမ်မီနဲ့တလည်းခန်းစစ်ကလုံးဝမကောင်းဘူးနော ကျွန်တော်ထင်တယ်ဗန်လေးအတင်းရလည်းတကူတော့တော့ရသွားနိုင်တဲ့ခြေရင်းမျိုးဟာရှိတယ်ပေါ့နော်။ဆိုတော့ဒီပွဲစဉ်မှာဖွင့်ထားတဲ့ဒါ once to os ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဝါစားမနိုင်ဘူး85ပြတရေကို3.6ဗန်လေးအနိုင်ကို4.2ပြထားတာပေါ့နော်။ဒီနှစ်သင်းစလုံးကလည်းခြေယူစားမိုင်းညင်နေတာမဟုတ်ဘူးပေါ့နော်။ဒီပွဲစဉ်မှာကျွန်တော် once ပဲရိုက်မယ်ဆိုရင်တော့ voting to score yes ဆိုတာအကောင်းဆုံး option လို့ထင်ရပါတော့။ တကယ်လို့ကျွန်တော်ညီကိုတွေဂုံပေါင်းရိုက်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာပေးထားတဲ့နှလုံး60ရှုံပါเนาะကျွန်တော်ဒီပွဲစဉ်မှာတော့ကျွန်တော်ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်ဂုံပေါင်းပါเนาะဒီဘက်ထဲမှာကျွန်တော်ရွေးချယ်ပေးရမယ်ဆိုလို့ရှိရင်တော့ဒါ once ပဲရိုက်မယ်ညီကိုရေ botin score ရဲ့ဆိုတာရိုက်ကြည့်ပါတော့ ပြီးလို့ရှိရင်ဒါဘုံပေါင်းရိုက်မဲ့ညီကိုတွေကတော့ကျွန်တော်ထင်တယ်ဒီပွဲစဉ်မှာအပြန်အလှန်ငိုးတွေထည့်ပြီးအနည်းဆုံးနှလုံးကနေတောင်းတုံးပြီးတော့ပြစ်သွားမဲ့ပုံစံရှိရပါတော့ဘုံပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်တကယ်လို့မြန်မာပေါက်ကြီးတွေမှာပေါ့နော်ဒါ body ရိုက်ချင်တဲ့ဆန်တော့ကျွန်တော်ထင်တယ်နည်းနည်းလေးအရေးဆုံးမှာ ancient အတင်းဖြစ်တဲ့ website မှာကျွန်တော်ရိုက်တဲ့လို့ထင်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲကလည်း Everton နဲ့ Fulham တို့ရဲ့ပွဲစဉ်ဖြစ်တယ် Everton level 59ဘုံပေါင်းကြီးနှလုံး80ဆိုတာပြီးထားတယ်ပေါ့နော် အဘာရန်အဆင့်74ခုလာမအဆင့်75ပေါ့နော်ဒီနဲ့တင်းလုံးအပေါ်အောက်တမတ်ပဲကွာတယ်ပေါ့နော်ဒီနေ့ကတော့အပေါ်အောက်တွေးတဲ့အတင်းနေကြီးပဲပေါ့နော်အဘာရန်အတင်းရတာအင်ငွင်း9ဘဲကိုကြည့်မယ်ဆိုအင်ငွင်းမှာမစိုးဘူးပေါ့နော်ဒါ bright down နိုင်တဲ့ visible ကိုနိုင်တဲ့ whatsapp မို့တည်ရီ short တဲ့ billa ကိုတည်ရီ short ရှုံးတာတော့စပောက်ကို3စီးနဲ့ရှုံးထားတယ်ပေါ့နော်အဘာတန်းအခုနည်းနည်းလေးပြန်ပြီးမှခြေသွမ်းမှန်ကျစင်းနေတာမျိုးတွေ့ရတယ်ပေါ့နော်ဒါမှမဟုတ် tight set ကဂိုရဂူကရနိုင်ပါတယ်နော် jacklist တို့ရှိတယ် မဆိုးပါဘူးလေသူတို့ကနောက်ဆုံး၃ဘွဲသက်နိုင်ဘွဲပျောက်ထားတယ်ဗျမန်စီးတီ2-0စပါတ3-0စန္နလန်1-1ပေါ့နော်အဖက်ကဖူလာမတင်းကိုချိမှဆိုရင်ဖူလာမတင်းအဝေးဝင်းပွဲစဉ်နဲ့ကြီးကြီးပါနော်ဖူလာမအဝေးဒီနေ့မှာဖူလာမတင်းကလုံးဝမကောင်းဘူးနော်ဝေးဝင်းပွဲစဉ်နဲ့ဒါဘရိုက်တန်ကိုတည်ရီဆော့တယ်ဒီတပွဲပဲရှိတယ်ကျန်တဲ့၄ဘာလုံးသူတို့ရှုံထားတယ်ဒါပေမဲ့ဒီအတင်းမှာပေါ့နော်တခုထူးခြားတာကဂိုးတကူတွင်းနိုင်တဲ့တိုက်စစ်ရှိတယ်ပေါ့နော်တိုက်စစ်မှုတွေရှိတယ် ဲ့ကျွန်တော်နောက်ဆုံး wolf ကိုလည်းတတိဇီနဲ့နိုင်ထားတယ်ပေါ့နော်ဒီပွဲထဲမှာဖွင့်ထားတဲ့ wins to odds မှာကြည့်မယ်ဆိုရင် everton အနိုင်ကို2.2တရေကို3.3ပေါ့နော်ဖိုလမ်းမနိုင်ကိုလည်း3စနီးပါးပေးထားတယ်ဟုတ်ကဲ့ကျွန်တော်ဒီပွဲထဲမှာဒါ over 1.5 goal ပေါ့နော် wins ပဲရမယ်ဒီကိုလည်းနှလုံးဖြစ်တာနဲ့3.6ပြရရမယ်ပေါ့နော်ဒီပေါက်ကြီးဆိုရင်တော့ကျွန်တော်ကအောက်ပင်ဖြစ်တဲ့ဖူလာမကြိုက်တဲ့တည်တမရရပါမလို့ထင်တယ်ဘောနော်ဘော်ဒီမှာဖူလာမကြိုက်ပါတယ် နောက်ထပ်တပွဲကလည်းဒါချယ်စီပွဲဖြစ်တယ်ဗောနော်ချယ်စီနဲ့ဘူးတို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒီပေါက်ကြီးကကျွန်တော်လုံးဝမကြိုက်တဲ့ပေါက်ကြီးမျိုးဖြစ်တယ်ဗောနော်နိုင်ချယ်လည်းနိုင်သွားနိုင်ပါတယ်စလုံး60ရှုပ်ဘူပေါင်းကြီး360စားဆိုမှပေးထားတယ်ဗောနော်ချယ်စီကတော့ဒီဘယ်မှာဆိုအဆင့်ခွန်မှရှိတယ်လို့ဒါဘူကအဆင့်20မှရှိတယ်ဗောနော်ဒီနေ့တင်းကြားထဲမှာကြွာချမှုတော့အများကြီးရှိရဗောနော်ချယ်စီကတော့ဂျာရက်မှာချန်ပီယံလိမ့်နဲ့ဆော့ထားရတယ် ဒါပေမဲ့အကောင်လုံးအရန်နဲ့ဆော့သွားတယ်ပေါ့နော်ဒုတိယပိုင်းရောက်ခါကျမှပဲအဓိကကစားသမားတွေထည့်သွားတာနဲ့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါ Chelsea အတင်းအင်္ဂွန်ပွဲခင်းနေကြည့်လိုက်မှဆိုရင်အင်္ဂွန်မှာတော့သူတို့၂ပွဲနိုင်တစ်ပွဲသေးရင်၂ပွဲရှုံးထားတယ်တိုက်စိတ်ကပွဲတိုင်း၉ရတယ်ဗျာအားလုံးပြန်ဝဲဆုံးကိုခြုံငုံပြီးတုံတက်ရမှဆိုရင် Chelsea ကပွဲတိုင်းလိုလိုဂိုးတွေရတယ်ပေါ့နော်ဂိုးမရတာဂိုးမရဘူးဆိုတော့ပွဲဆိုတော့ဒါတပွဲပဲရှိမှထင်တယ်ပေါ့နော် အပွဲတိုင်းလိုလိုဂူးတွေရတယ်ပေါ့နော်အနည်းဆုံးနှလုံးအနည်းဆုံးတုံးလုံးသလုံးပေါ့နော်ဟုတ်အတင်းအဝေးခွင်းပွဲစဉ်တွေကိုကြည့်ကြမှာဆိုရင်ဟုတ်ကလည်းဒါအဝေးခွင်းမှာဆိုရင်တအောက်ခြားတူလန်နေတာပဲဒါဘုံမ1 z newcastle 1 z sunderland 2 z fulham 3 z တရေကြတာဟုတ်ဟုတ်တယ်ကြာစပါဝမ်းဝမ်းတပွဲပဲရှိတယ်အဝေးကွင်းမှာတကူပဲရထားတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လည်းဒီလောက်ကြီးပေးတယ်လို့ကျွန်တော်တော့ထင်တယ်ပေါ့နော်ဒါ wise to us ပေါ့ကြီးဒီမှာဆိုလို့ရှိရင်တော့ chelsea နိုင်ကို35ပြောကျွန်တော်ညီကိုလည်းဝင်းဝမ်းရိုက်ကြည့်ပါတော့ chelsea နိုင်ဘူးပဲများပါတယ်ဝင်းဝမ်းပေါ့နော်တကြီးကို4.7နဲ့ wolf အနိုင်ကို8.5ပြထားတယ်ဗျာဒါ chelsea ရတာဒီပွဲစဉ်တော့ကျွန်တော် chelsea body ပဲကြိုက်တယ်ဗျာဒီပွဲစဉ်မှာတော့ကျွန်တော်မကြိုက်တဲ့ပေါ့ကြီးတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော် chelsea body ရွေးချယ်လိုက်ပါတယ် wolf အတင်းကလည်းဒါပေမဲ့ပွဲတိုင်းလိုလိုအခုနောက်ပိုင်းဂိုးတွေရတာတော့ကျွန်တော်လည်းသတိထားမိပါတယ်ဒါပေမဲ့ဒီနှစ်သင်းကြားထဲမှာတအားကွာခြားမှုရှိရလို့ကျွန်တော်တော့ထင်တယ်ဗောနော် Chelsea body ခြိုက်တယ်ပြီးရင်ဒါ over Chelsea body ခြိုက်တယ်ပြီးရင် Wines Bay ရမယ်ညီကိုလေခုနကျွန်တော်ပြောပြီးပါတော့ဝင်းဝိုင်းရိုက်ကြည့်မြန်မာပေါက်ကြီးတွေမှာတော့ဒါကျွန်တော် Chelsea ရဲ့တင်တဲ့ဂိုးပေါင်းအပေါ်ပါနော်တောင်းလုံး60နဲ့ဂိုးပေါင်းအပေါ်ခြိုက်ပါတယ်နောက်ထပ်ပွဲစဉ်တစ်ပွဲကတော့ဒါ Sevilla နဲ့ Osasuna တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပါနော်ဒါ Spain La Liga ဖတ်မှာဆိုလို့ရှိရင်တော့အစီဗီလာအတင်းက level 60ကိုပေါင်းချင်းနှလုံး80ဒါကတော့ကျွန်တော်ဒီပေါက်ချင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ဥစားဆူနာပဲယူရမယ်ပေါက်ချင်းမျိုးဖြစ်ပါတယ် တေဘယ်မှာဆိုရင်စီဗီလာအဆင့်73ဥစားဆူနာအဆင့်65ပေါ့နော်ဒီနေ့မှာဥစားဆူနာလည်းတိတ်ကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းလက်ရှိစီဗီလာအတင်းကလည်းတောက်လျှောက်ခြေစွမ်းပိုင်းနဲ့ကြာစင်းနေတယ်အင်ဝင်းတွေမှာဆိုရင်လည်းဒါ9တဘွဲတည်းတဘွဲပေါ့နော်ရှုံထားတာတော့လေ၄ဘွဲအောင်ရှိတယ်ပွဲတိုင်းလိုလိုဂိုးရတယ်တိုက်ဆက်ကခံစစ်ကလည်းပွဲတိုင်းလိုလိုဂိုးတွေပေးတယ်ပေါ့နော်ဥစားဆူနာကိုကြည့်မယ်ဆိုရင်တော့ဥစားဆူနာအတင်းကတော့ဒါအဝေးဝင်လုံးဝမကောင်းဘူးပေါ့နော် Real Madrid 1Z, Espanyol 1Z, Sevilla 2-1, Betis 2-0ပေါ့နော် Tico 1-0ဒါပေမဲ့အသင်းကြီးတွေကတော့ကြေးအောင်ကန်ထားတယ်ပေါ့သူတို့နောက်ဆုံးကန်ခံတာ Real Oviedo 0-0ပေါ့ဗျာဒါလုံးဝရှိုးတယ်ပေါ့နော်တိုက်စစ်ကလည်းဂူရူဂူရဘူးတော်တော်လေးရောင်းကန်နေရတဲ့အခြေအနေမျိုးမှရှိတယ်ပေါ့နော်အဒီပွဲစဉ်မှာရွေးချယ်ရမှာဆိုရင်တော့အဓိကဂိုးပေါင်းအောက်ကိုပဲအဓိကဦးစားပေးပြီးခြိုက်ပါတယ်ဂိုးပေါင်းအောက်ပေါ့နော်တကယ်လို့ကျွန်တော်ညီကိုတွေ body ရိုက်ချင်တယ်ဆိုရင်တော့ကျွန်တော် osasuna body ပဲကျွန်တော်ရွေးချယ်ပေးပါတယ်နော်နောက်တစ်ပွဲကတော့ girona နဲ့ alabet တို့ရဲ့ပွဲစဉ်ဖြစ်တယ်ဒါ girona အတင်းကပေးထားတာကတော့ level 30ကိုပေါင်းကြီးနှလုံး80ရှုံးဒီဒီပေါက်ကြီးရဲကျွန်တော် alabet အတင်းနိုင်မဲ့ပေါက်ကြီးမျိုးလို့ပဲထင်တယ်ဗောနော်မနိုင်တော့မှတည်တမရမဲ့ပေါက်ကြီးမျိုးဖြစ်ပါတယ် alabet အဆင့်10မှာရှိတယ် girona အဆင့်20မှာရှိတယ်ဗောနော် ဒါဂျီရိုနာတဲ့ခုနောက်ပိုင်းကတော့ဒါကစားတာတမျိုးတလီပြောင်းသွားတယ်ဗောနော်တိုက်စစ်ကတောက်လျှောက်ကိုးတွေရနေတာတွေ့ရမယ်ဗောနော်အဲဒါတိုက်စစ်ကနောက်ဆုံးဒါ6ပွဲဆက်ကိုးတွေရထားတယ်ဗောဗျာနိုင်နာရှောင်းနာပါတာတိုက်စစ်ကကိုးတွေရတယ်အင်္ဂလန်ပွဲစဉ်မှာဆိုရင်3ပွဲဆက်ရှုံးမမရှိသေးဘူးဗောနော် S1 ရောတည်ရရီယယ်အိုဘီတို့တည်ရဘလန်စီယာကို2နဲ့နိုင်ထားတယ်ဗောနော်အလားပဲအတင်းကလည်းဒါအဝေးကွင်းဆိုရင်တော့တိတ်ကောင်းတဲ့အတင်းထဲမှာမပါဘူးဒါပေမဲ့သူကအဓိကဘဝအောက်တွေပဲကြားတာဗောနော်ကျွန်တော်ညီကိုတတိထားမိမဲ့ထင်ပါတယ် ဒါဘီလ်ဘာအူ1ဇီနဲ့နိုင်တယ်ဗောနောပြီးရင်ဂီတာဖေး1 1စောတယ်ဗောနောဘက်တစ်ကို1ဇီနဲ့ရှုံးတယ်မာယောက1ဇီဘယ်ကနို1ဇီဗောနောနောက်ဆုံးနပွဲဆက်လည်းရှုံးထားတယ်ဆိုတော့ဒီတပွဲကတရေပွဲကြမလို့ကျွန်တော်တို့ထင်တယ်ဗောနောကျွန်တော်သုံးသပ်မိတယ်ဗောနောဒီပွဲဆက်မှာလည်းဖွင့်ထားတယ် one to all sport ကြီးကိုကြည့်ရမယ်ဆိုရင်ဒါဂျီရိုနာအနိုင်ကိုပေးထားတာကတော့2.3တရေကို3ဇာနဲ့အလာဘက်အနိုင်နဲ့3ဇာပေးထားကျွန်တော်အဓိကဂိုးပေါင်းအောက်ကိုခြိုက်ပါတယ်ဒီပွဲစဉ်နဲ့ body တော့ကျွန်တော်အလားဘက်ပဲရွေးချယ်တယ်ပေါ့နော်နောက်ထပ်တစ်ပွဲတော့ဒါ German Bundesliga က offline နဲ့ live studio live studio ရဲ့ပွဲစဉ်ဖြစ်တဲ့ဒါ debt ပေးထားတယ်ပေါ့နော်အနားနည်းရင်ဒါ live site က20ရှုံးလောက်တော့ပေးမယ်ထင်တယ်ဘူပေါင်းကြီး3လုံး40ရှုံးဆိုမှပေးထားတယ် live site အဆင့်နဲ့ offline ကအဆင့်6ပေါ့နော်နှစ်သိန်းလောက်အတက်ကင်ဦးစားပေးတဲ့အသင်းလေးဖြစ်ပါတယ် offline ကတော့ဒါဝေဝင်းပိုကောင်းတယ်ပေါ့နော်အင်ကွင်းနဲ့ဆိုင်ဝေဝင်းပိုပြီးခြေစွမ်းပြတဲ့အသင်းဖြစ်တယ် ဒါဟောပိုင်းဆော့ထားတဲ့အင်္ဂွန်ပွဲစဉ်တွေကိုကြည့်လိုက်မယ်ဆိုရင် Frankfurt 31 Bayern 41ကိုလုံး1စီရှုံးထားတယ်ပေါ့နော်။ဒီနိုင်ငံရဟန်တိုင်းကို31နဲ့နောက်ဆုံးနိုင်ခဲ့တယ်။အဝေးဝန်းတွေမှာဆိုရင်တော့တော်တော်လေးကောင်းပါတယ်။ဟောပိုင်းအတင်းက Bundesliga နောက်ဆုံး3ပွဲဆက်ပေါ့နော်နိုင်ထားတယ်ပေါ့နော်။ရှုံးမှမတွေ့ထားဘူး။ခြေတွေတောက်လျှောက်အောင်ထားတယ်။ RB Leipzig ရဲ့အဝေးဝန်းပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်သူတို့ကလည်းအဝေးဝန်းမှာ Bayern တင်းတဲ့ဘက်ရှုံးထားတယ်ပေါ့နော်။ Mainz ကိုနိုင်တယ်၊ Wolfsburg ကိုနိုင်တယ်။ ။ဒါအော့စဘက်ကိုနိုင်တဲ့ဒေါမွန်ကိုတရေရှော့ထားတယ်ပေါ့ဗျာ။ကလင်းရှစ်က၃ဘွဲတောင်ရထားတယ်ပေါ့နော်။ဒါပြန်ပွဲဆုံး၃ဘွဲဆက်သူလည်းနိုင်ထားတယ်ပေါ့နော်။ကိုက်ဆက်ကဂိုးတွေရတဲ့ဒီပွဲစဉ်တော့ကျွန်တော်ထင်တယ်1-1နဲ့စပြီးချိန်ရမယ်ပုံစံမျိုးမှရှိတယ်ပေါ့နော်။ minus 2 us ပေါက်ချင်းမှာဆိုရင်ဟောဘိုင်းအနိုင်ကို2.6တေးကို3.9နဲ့ light set အနိုင်ကို2.4ပေးထားတယ်။ voting to score yes ໃຊတယ်။ minus ဝယ်ရမယ်ညီကိုလေး over 2.5ကိုလိုက်ကြည့်ပါနော်။ body မှာတော့ light set ໃຊပါတယ်။ နောက်တစ်ပွဲကတော့ဂျူဗင်တနဲ့တိုရီနိုရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒါတော့အီတလီစီးရီးကပွဲစဉ်တစ်ပွဲကိုကျွန်တော်ရွေးချယ်ထားတယ်ပေါ့နော်အဂျူဗင်တအသင်းကတလုံး20ရှုံးပေါ့နော်ပြီးထားတာတွေ့ရတယ်ဂိုးပေါင်းကြီးကျတယ်လေဂိုးပေါင်းကြီးကကျွန်တော်နှလုံး80ရှုံးပြီးထားတယ်ပေါ့နော်ဒါဂျူဗင်တကတော့အဆင့်6မှာရှိတယ်လို့တိုရီနိုကအဆင့်73မှာရှိတယ်တိုရီနိုကမဆိုးပါဘူးနော်ဆော့တာမဆိုးဘူး ဒီဝင်တက်ကတော့နီးပြပြောင်းလဲလောက်ထားတယ်ပေါ့နော်ဒီနီးပြကင်ပြီးတဲ့နောက်ပိုင်းမှာသူတို့နောက်ဆုံးနှစ်ပွဲသက်ပေါ့နော်ဒါမရှုံးသေးဘူးပေါ့နော်ဂျူမိုနင်းစီကို2-1နဲ့9တယ် supporting ကို1-1ဆော့ထားတယ်ခံစစ်ကတော့ဂိုးတွေလူနေတော့မဲ့ပေါ့နော်အင်ဝင်ပွဲစဉ်နေမှာဆိုရှုံးပွဲမရှိသေးဘူးပါမားကို9တယ်ဒါအင်တာကို9တယ်ဥဒိနစ်ကို9တယ်ပေါ့နော်မီလန်နဲ့အတလန်တာတော့တည်ရီဆော့ထားတယ်ပေါ့နော်ဒါကြားရမှာဒါချန်ပီယံလိလက်ကန်ထားတယ်ဆိုတော့ပွဲတော့နည်းနည်းပန်းနိုင်တယ်ပေါ့နော် ဒါတိုရီနိုရဲ့ဝေးခွင့်ပွဲစဉ်တွေချိန်မဲ့ဆိုအင်တာကိုရှုံးတယ်။ပါမာကိုရှုံးတယ်ပေါ့နော်။ရိုမာကိုနိုင်တယ်။ဒါစီကိုတေးဆော့တယ်။ဘိုလောညာတေးဆော့တယ်မဆိုးဘူးပေါ့နော်။ဒိုက်ဆက်ကဂိုးတခုရနိုင်တယ်။မထင်မထင်လို့ဘိုးသွင်းတတ်တယ်ပေါ့နော်။ဒါကျွန်တော်ညီကိုအဓိကပြောချင်တာကလိုင်းနက်ကိုပဲတေးချပြီးယူဆိုင်ပြီးချိပါပေါ့နော်။လိုင်းနက်ကိုပဲယူဆိုင်ပြီးချိပါ။ကျွန်တော်ကတော့ဘာမှအရေးမကြီးပါဘူး။ဘာလို့ဆိုဂျူဗင်တာမှလူဆုံမဆုံတစ်ချက်ကြီးပေါ့နော်။ဒါလိုင်းနက်အခါကြတော့ပထမပိုင်းမှာအရန်ထဲတယ်ဒုတိယပိုင်းကျမှပဲလူသားတွေလဲတယ် အလုံးမဖြစ်တာလည်းအများကြီးရှိရအလုံးဖြစ်သွားတာတွေလည်းရှိတယ်ဗောနော်တနားကြီးအလုံးမှာချိပေါ့ဗျာ price ပဲရမယ်ညီကိုလေး over 1.5ကိုပြား30ရမယ် body မှာတော့ကျွန်တော် torino ပဲခြိုက်တယ်ဗျာ torino အတင်းရှုံးလည်းဒါချိမရှုံးဘူးလို့ထင်တယ်ဗောနော်21လောက်နဲ့ဖြင်းဖြင်းမယ်တော့မဟုတ်ရင်လည်း101လို့ပဲကျွန်တော်တုံးတက်မိတယ်ဗောနော်နောက်ထပ်တစ်ပွဲကတော့ monaco နဲ့ lance တို့ရပွဲစဉ်ဖြစ်တယ်ညာတော့ ပင်တဲ့လီကူကဖြစ်တယ်ပေါ့နော်မွန်နာကိုအတင်းအချီးပေးထားပါတယ်တလုံး60ရှုံးမွန်နာကိုအတင်းကတော့ level 60ရှုံးကုန်မွန်နာကိုအတင်းက level 50ရှုံးဘူပေါင်းကြီးတောင်းလုံး60နိုင်ဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဒါမွန်နာကိုအတင်းအဆင့်5မှာရှိတယ်ပြီးတော့ lance အတင်းအဆင့်3မှာရှိတယ်နံပါတ်ထက်กว่าတယ်ပေါ့နော်မွန်နာကိုအတင်းကတော့ဒါဂျားရဲမှာကိုလုံးလိုက်တည်တယ်ချန်ပီယံလေးဆော့ထားရတယ် ဒါဘူရိုကလင်းကိုဝမ်းစီးနဲ့နိုင်ခဲ့တယ်ပေါ့နော်။ဒါအင်ဝင်ပွဲစဉ်တွေမှာကြီးလိုက်မယ်ဆိုလို့ရှိရင်တော့လီဟာဗာကိုနိုင်တယ်၊ဆက်စ်ဘော့ကိုနိုင်တယ်၊မက်စ်ကိုနိုင်တယ်၊ပြီးလို့ရှိရင်တူလူကိုနိုင်တယ်ပေါ့နော်။နင်းစ်ကိုတည်ရီဆော့ရတယ်ပေါ့နော်။ပဲရစ် FC ကိုတော့သူတို့ရှုံးခဲ့တယ်။တိုက်စစ်ကကောင်းတယ်၊ခံတဲ့ကဂိုးတွေပေးရတယ်။လန်းအတင်းရဲ့အဝေးခွင်းပွဲစဉ်တွေကြည့်ကြည့်ပါနော်အဝေးခွင်းမှာဆိုလန်းတင်းရတဲ့ဒါအရင်ကြီးခေါင်းထဲမှာတော့မပါပေးမှလည်းဒီအတင်းကတိုက်စစ်ကဂိုးတို့ကရနိုင်တယ်ပေါ့နော် သူတို့ option ကိုနိုင်တယ်ဒီဟာဘာကိုနိုင်တယ်ဗောနော PSG ကိုရှုံးတယ် match ကိုရှုံးထားတာလည်းတွေ့ရတယ် nice to us ပေါ့ကြီးတွေမှာဆိုလို့ရှိရင်တော့ Monaco အနိုင်ကို2.5အေကို3.9နဲ့ Lance အနိုင်ကိုတောင်းစားပေးထားကျွန်တော် Botinu score yes ကြိုက်တယ်ဗျာဒီလိုရှိရင် body မှာ Lance ကြိုက်ပါတယ်ဒီနေ့ကတော့ဒလပါမယ်ညီကိုတို့ရေဒါဖေချာလေးတော့ကြည့်ပြီးရွေးထားတာပါမယ်အဲ့ဒီဘောတော့ကလည်းအမျိုးမျိုးပြောင်းလဲနေဖြစ်နေတယ် အဓိကတော့ကျွန်တော်ညီကိုဘောလုံးပေါ်တစ်ပွဲလောင်းမယ်ဆိုရင်ဒီနောက်ဆုံးသူတို့ဆော့ခဲ့တဲ့၅ပွဲကိုကျွန်တော်ကြည့်ရမယ်အဓိကပါနော်သူတို့ရဲ့အခြေစွမ်းမိုင်းဘယ်လိုရှိလဲကစားသမားဒိုင်ယာအချက်ကယူဆရမယ်ပေါ့နော်ကစားသမားဒိုင်ယာတွေရှိလားမရှိလားဒါတစ်ချက်ကျွန်တော်ကြည့်ရမယ်ラインနဲ့ထွက်တဲ့ချိန်မှာမိန်မယ်ကစားသမားတွေဆုံးမဆုံးပြီးလို့ရှိရင်ကျွန်တော်ရာသီဥတုပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တရင်နဲ့ဖားရမယ်ပေါ့နော်ဒိုင်ယာနဲ့ပွဲပဲကစားသမားတွေရှိတာ live score တွေကြည့်ရမယ်ပေါ့နော်ဒါတွေအရေးကြီးပါတယ် ကျွန်တော်တို့ဘလောက်ပဲပြောပြောဒါတွေလူဆောင်မထုတ်ဘူးဆိုလို့ရှင်တော့ဒါနိုင်ဖို့မဖြစ်နိုင်ဘူးလေနော်အလုံးအစင်ပြကြပါစေကျမ်းမှချမ်းသာကြပါစေညာ